အဲဟုတ်ဟုတ်ကျွန်တော်ကအမှန်တကယ်ပြောတော့ကျောတငယ်ချင်းကိုကျွန်တော်လက်ဆောင်လေးအများကြီးပါမပေးနိုင်ဘူးလीနော်ကျွန်တော်အခုချိန်မှာကျွန်တော်စီးပွားရေးလေးအစမပြေးတဲ့ခါကြတော့လीအဲ့ချိန်မှာအခုကျွန်တော်ကဟိုမသိချောင်ဆောင်လေးရယ်ဗျာကျွန်တော်ဝမ်းစာ PDF ဖြစ်တယ်သူတို့မင်္ဂလာပွဲလေးကိုချီပျော်နေရတယ်ဒါပေမဲ့ကျွန်တော်တို့သူကဖုန်းဆက်တယ်ဘရိုမင်းကျော်ကတော့ကောင်းမွန်ရမ်းနဲ့ဟိုတန်းငယ်အခုပွဲတက်တော့မှအခုမြန်လာခဲ့ပါတယ်အမြန်ဆုံးလာခဲ့ပါဆိုတော့ဟိုကျွန်တော်လည်းအရှင်းပြောပြဟိုကိုကိုကိုလည်းလက်ဆောင်လေးအများကြီးမပေးနိုင်တဲ့ခါကြတော့လीကိုတငယ်ချင်းတော့ကို ဟိုမင်္ဂလာယူနေရလေကျောင်းမင်္ဂလာအကြီးလက်ဆောင်ပေးခြင်းလားအဲကျွန်တော်သူ့ကိုတချင်းပဲလက်ဆောင်ပေးနိုင်တယ်လေဟိုကြောင့်တချင်းတို့တက်ဆုပ်ခဲ့တယ်တော်ဝင်မင်းသမီးလေးချင်းဆိုတာသူ့အတွက်ကျွန်တော်ရေးပေးထားတာပါနော်တော်ဝင်မင်းသမီးလေးမိရဲ့နာနာမှာခါရမခွဲရမယ်မင်းကိုဆောင်ဆောင်မှာကျွန်တော်ကမလာတော့ဆိုတာဒီလိုငါကျွန်တော်ဝန်ဆောင်ကြည့်ပါဗျာကျွန်တော်ဆုပ်ပြရနေကိုတင်ငယ်ယူမပေးနိုင်တော့ကိုကကိုကိုကိုအားငယ်လားအားငယ်ကြောင့်မလာလားဒါပေမဲ့ကျွန်တော်ဘယ်ပွဲမှမတက်ဘူးကျွန်တော်ဒါပေမဲ့ ဟိုဝမ်းစားတယ်ပီတီဖြစ်နေအာငါးသိန်းငယ်ဒါပေမဲ့သူ့အတွက်ဆိုကျွန်တော်အများကြီးရှိနေမှာအခုလဲဒါချင်းကုမိတ်ဆွေတွေ့ရဝမ်းစားတယ်ပြောတယ်ဟဲ့ဒါကျွန်တော်တန်းငယ်တော်ချစ်တယ်ဆိုတာကျွန်တော်ဒါတည်းဒီနေ့ဒါဒီနေ့မှတီးသွားတာကျွန်တော်ကျွန်တော်သူသူသူချစ်တော့ကျွန်တော်မချစ်ဘူးညာဒါဒါကျွန်တော်ကျွန်တော်လဲဒါအမှန်လည်းဝန်ခံပါတယ်သူကျွန်တော်ချစ်တော့ကျွန်တော်သူ့ကိုမချစ်ခဲ့ဘူးဘာလို့မို့လဲသူကမင်းသားလေဗျာကျွန်တော်ကမို့လဲသူကကျွန်တော်ယေရှုရှင်ဆိုတော့ကျွန်တော်ယေရှုဆောက်ဖို့လည်းတီးရဒါပေမဲ့သူကကျွန်တော်အဲ့လိုချစ်တာမှကျွန်တော်မတီးခဲ့ဘူး